အားလုံးပဲမိလာပါဒီနေ့ဒီဗီဒီယိုမှာတော့ဒီလိုခဲတိုးဆက်နဲ့ခဲမစော်တက်တဲ့ friend တွေအတွက်ဒီဗီဒီယိုဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ခဲတိုးဖို့အတွက် step by step ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပါပြီးတော့ကျတော့တစ်ခါတလေကျတော့ဒီခဲစော်တဲ့အချိန်ကျတော့ခဲတော့စော်တက်တယ်ဒါပေမဲ့မိမမန်တော့တချို့တွေကစော်လို့မရတာတို့ဘာလို့ညာတို့ရှိတတ်တယ်နော်အဲဒါကြောင့်ဒီဗီဒီယိုအဆုံးထိကြည့်သွားပါမိမမန်နဲ့ခဲစော်ဖို့တင်ပြမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးတော့ဒီခဲတုဆက်မှာဒီရှစ်ထိတ်ကမင်းနေမင်းနေဘောနော အဲ့လိုမျိုးမဲနေတဲ့အချိန်ကျတော့ဖြတ်စော်ရခက်တယ်ဘယ်လိုမျိုးလဲဆိုတော့ဒီလိုမျိုးခဲမဆွဲတာလို့ဒီခဲတွေမဆွဲလာတာလို့ဖြစ်တတ်တယ်အဲ့ချိန်ကျတော့ဘယ်လိုလုပ်ရမလဲဆိုတော့တမ်ပရန်နဲ့ကော်ဘန်နဲ့တိုက်လို့မရဘူးအဲ့လိုမျိုးတိုက်လိုက်ရင်ကျတော့ဒီရှစ်တဲ့ရပွန်းပဲ့တဲ့တယ်နော်ပျက်စီးတတ်တယ်ကိုဆိုးအောင်မယ်အဲ့အကြောင်းဒီလိုမျိုးတန်ကိုတန်စားလားဟုတ်တယ်တယ်တန်စားပကန်စီတန်စားဥတိုင်းတန်စားလို့ခေါ်တဲ့တန်စားလေးနဲ့ဒီကောက်ကိုဒီလိုမျိုးလေးပို့ပြီးတော့ ရှင်းပေးမယ်ရှင်းပြီးသွားပါပြီ။ဒါမှဒီကောင်နည်းနည်းလေးရှင်းသွားပြီနော်။ပြီးရင်ဒီလိုမျိုးခဲစီနဲ့ဒီလိုမျိုးလေးခဲလိုက်။ဒါကောင်ကဟစ်မဖြစ်သေးဘူး။ခဏလေးစောင့်ပြီးတော့ဟစ်ဖြစ်အောင်စောင့်လိုက်မယ်။အချင်းကြရင်ဒီခဲစီခဲစီတုတ်ထားတော့ဒီအိုင်းနဲ့အဲအငွေ့တွေထွက်လာမှာနော်။ဒီကောင်ထီရှူးစီလို့လည်းခေါ်ရနော်။ဒီလိုမျိုးထီရှူးစီကကောင်းလေနော်။သုံးလို့ကောင်းတယ်။ ခဏလေးဆောင်းလိုက်ဒီနေ့မှာငွေတွေထွက်လာပြီနော်မှခဲလဲဆွဲပြီဆိုတော့ခဲတော့စီမယ်နော်အဲဒီနေ့မှာခဲတော့ကြည့်မယ်နေဆုံးတော့ဒီ register လေးကိုထုတ်လိုက်မယ်နော်ဒီနေ့မှာ register လေးရှိတယ်ဒီ register ကိုထုတ်လိုက်မယ်ဒီလိုမျိုးညက်ညက်တဲ့ဟာနဲ့ကိုရိုင်းလုပ်လို့ရတယ်နော်ဒီလိုမျိုး speaker လေးနဲ့ကျွန်တော်ကတော့ဝယ်လို့မနိုင်လို့ဒီလိုလုပ်ထားလိုက်တယ်ပါ ဝယ်စားလည်းမလုပ်တော့ပါဘူးအောက်ကနေဒီလိုမျိုးဒီကောင်ကိုဒီလိုမျိုးလေးထည့်ထားလိုက်မယ်ထိုးရလွယ်အောင်ပြန်အင်းဆုံးတော့ဒီနေဒီစော်တဲ့နေရာလေးမှာခဲစီလေးနည်းနည်းလိမ့်ပြလိုက်မယ်ပြီးတော့ အဲထွက်သွားပြီနော်ညာကဒီကောင်ထွက်သွားပြီအင်းဒီဒီကောင်လေးကိုထုတ်လိုက်ပါအဲမာရက်စတာလေးထွက်သွားပြီနော်မစ္စတာလေးကတော့ထွက်သွားပြီအဲဒီလိုမျိုးထုတ်တက်သွားပြီဆိုရင်ထုတ်တက်သွားပြီဆိုရင်ထဲဖို့လဲအဲ့လိုမျိုးပါပဲ restart ယူမယ်ပြီးတော့အဲ့နေရာမှာပဲ ညာလေးပါ yes တော့ခဲဆိုမယ်ပြတ်တာရင်ဆုံးခဲစီနေနေလေးနေမယ်။ပြီးရင်ဒီတိုင်းမှာခဲဆော့လိုက်မယ်။ယေ။ဒါပြီနော်။ဒီမှာ restart ကိုခဲဆော့လိုက်ပြီ။ ပြီးရင်ပြီးရင်ဒီနားမှာ wire ကြိုးကိုခဲစော်ကြည့်ကြည့်မယ်နော်ဒီဒီကောင်နဲ့ဒီကောင်ကိုခဲစော်ကြည့်ကြည့်မယ်အဲဒါမဲ့ capacitor ထုတ်တဲ့ချိန်ကျတော့ကိုကနေကို capacitor ပဲနော်ရှိလေဒီနားမှာ capacitor ရှိရဲ့ခဲစီလိမ့်လိုက်မယ်ပြီးရင်လက်နဲ့ကင်ပြီးတော့လက်နဲ့ဆိုင်ထားပြီးတော့စွဲမယ်ဟိုရဲ့ဒီဘက်ကခဲစော်တယ် 회사가 되어버린 त्यो भएन क्यापासिटरले छ होइन सुर वाया जो सो चिचीमे वाया जो गो दिन खुमा त्यस होला वाया जोमा खेस भ्यामेन ဒီဝါယာကျိုးတွေကတစ်ခါတလေကြာတဲ့ဝါယာကျိုးတွေဖြစ်ပါတနေနေနေအဲ့လိုမျိုးပြရစာဒီထိတ်ရမယ်တဲ့။ဘာညာတရကဖြစ်တဲ့တယ်နော်။အဲ့လိုမျိုးဆိုရင်ဝါယာကျိုးကိုဝါယာကျိုးကိုအရင်ဆုံးခဲစီမှနစ်လိုက်မယ်။ဒီလည်းနစ်လိုက်မယ်။ပြီးတော့ဒီနားမှာဒီဝါယာကျိုးမှာပိုးနေတဲ့အစတွေရှိတယ်။အဲ့ဒါကိုဒီနေ့နစ်လိုက်မယ်။ပြီးရင်အရင်ဆုံးတော့ခဲစီနေနေယူမယ်။ခဲလေးနေနေလေးယူမယ်။ ြည့်ရင်တွေ့ရမယ့်ဝါရချိုးမှာအင်းဆုံးခဲနည်းနည်းလေးဆော်လိုက်မယ်။ရသွားပြီဒီမှာ။နားမလဲဆော်လိုက်မယ်။ပြီးရင်ဆော်တဲ့နေရာမှာခဲဆော်တဲ့နေရာမှာနည်းနည်းလေးခဲစီခဲစီလေးနည်းနည်းလေးနိုင်မယ်။ပြီးရင်ဆော်ပြီးလိုက်မယ်။ ရသွားပါပြီခဲဆိုလို့လည်းရသွားပါပြီခါတလေကျတော့လေဒီခဲတွေอ่ะဒီခဲတွေอ่ะအားဟောင်းတဲ့ခဲတွေဖြစ်တဲ့အခုလို့ဒီနော်ခုတော့လူမျိုးနေရကျတော့ဒီခဲစီတူတူပါပဲခဲစီကိုနည်းနည်းများများလေးတွုတ်လိုက်မယ်ပြီးရင်ဒီကောင်နဲ့ဒီကောင်နဲ့တွုတ်ထားလိုက်မယ်ခဲစီကိုအရင်ဆုံးအတက်ပြအောင်လုပ်ရမယ်အဲဒီကောင်ရပါပြီဒီလားတက်အတက်ဖြစ်သွားရေးဘယ်ရအောင် ဲဒီကောင်အစ်စ်ဖြစ်သွားပြီနော်နော်အဲ့စီအစ်စ်ဖြစ်သွားပြီအဲ့ဆိုရင်ဒီကောင်ကိုထိုးရမလားဖြစ်စော်ရမလားစော်လို့ရပါပြီအဲ့တော့ဖြစ်စော်တာကတော့ဒါပါပဲဝါယာကျိုးအချင်းချင်းစော်တဲ့အချိန်လေအဲ့လိုပါပဲဝါယာကျိုးနှစ်ခုကိုအရင်ဆုံးလိမ့်မယ်ပြီးရင်အဲ့နောက်မှာခဲစီလိမ့်ပြီးတော့လေလေးဆက်မယ်ပြီးရင်ခဲစီလေးလိမ့်ပေးလိုက်မယ်တစ်ဖက်လုံးမှာပြီးရင်ခဲနည်းနည်းလေးယူမယ်ခဲနည်းနည်းယူမယ်ပြီးရင်စော်ပေးလိုက်မယ် အဲရသွားပါပြီဒါဆိုရင်ကျိုးကောင်းကောင်းဟိုကဆက်သွားပြီအလူမီနီယံကျိုးမှလည်းအလူမီနီယံဝိုင်ယာကျိုးတွေမှလည်းအဲ့လိုမျိုးပါပဲခဲစီလိမ့်ပြီးရင်ဟိုခဲစီလိမ့်ပြီးရင်ခဲခွေနဲ့ဝိုင်ယာကျိုးကိုခဲဆော်လိုက်မယ်အဲ့လောက်ပါပဲပြီးတော့ဒီလိုမျိုးတက်ခဲတွေမှခဲမဆော်တဲ့ရင်လည်းအဲ့လိုပါပဲအဲခဲစီကိုလိမ့်ပြီးတော့ဆိုတော့တစ်ခါတလေကျတော့ခဲစီလိမ့်ပြီးတော့လည်းခဲစီလိမ့်ပြီးတော့ဆိုတာလည်းမရအောင်နော်အဲ့ဒါဒါခဲမဆွဲဘူး ခုလိုပေါ့ sensor အဲ့လိုချိန်ကြတော့အဲ့လိုချိန်ကြတော့အိမ်ဆုံးဒီကောင်ကိုတုတ်လိုက်မယ်ဒီတက်ခဲဒီမှာအဲ့လိုခက်ဆွဲရတော့နည်းနည်းခက်တယ်နော်တုတ်လိုက်မယ်ပြီးရင်လိတ်ကြယူမယ်လိတ်တာနဲ့ဒီအပေါ်ရဲ့ပေါ်ပိုင်းလေးကိုဖြည်းဖြည်းချင်းချင်းမယ်ချက်ပြီးပြီဆိုရင်ဒီကတူထားမယ်ပြီးရင်စားယူမယ် ။ဒါစားနော်။စားလေးကိုအပေါ်မှာလည်းထားလိုက်မယ်။ပြီးရင်ပြန်ခက်စီယူမယ်။ခက်စီကိုစားနဲ့ရောပြီးတော့ထားလိုက်မယ်။အဲ့လိုမျိုးလေး။ပြီးရင်ခဲခွေလေးနဲ့ခက်ဆော်လိုက်မယ်။ ခက်ဆိုလို့ရပါတယ်နော်ခက်ဆိုလို့ရပါတယ်ဒီတက်ခဲမှာဆိုတဲ့အချိန်ကျတော့3 5ခန်းထက်ဒါအောင်ဆောင်နေတော့5ခန်းထက်5ခန်းစော်ပြီးဆိုရင်ဒီချိတာဒီတက်ခဲနဲ့ချိတဲ့ဟာကိုလုတ်ပြလိုက်ဘာလို့ဆိုရင်တက်ခဲဖြစ်ပြီးတော့သူရဲ့ live နေပါမှာအဲ့တော့ဒီနေ့အတွက်ဒီလောက်ပဲအမ်ဗီဒီယိုကြိုက်တဲ့ဆိုရင် like လုပ်သွားပါ channel မှာ new ဆိုရင် subscribe လုပ်သွားပါတည်ရင် နောက်ဗီဒီယိုအတွက်ဒီခက်တော့ဆက်မရှိရင်လည်းခက်တော့ဆက်ကိုအိမ်မှာကိုရိုင်းလုပ်ချင်တယ်ဆိုရင်ကျွန်တော်ဒီနားမှာ description မှာ link ပေးထားတဲ့အဲ့ဗီဒီယိုကိုတွေ့ကြည့်လို့ရပါတယ်။နောက်ဗီဒီယိုမှာတွေ့ကြအောင်